မိတ်ဆွေအားလုံးမင်္ဂလာပါလူချင်း YouTube Channel မှာကြိုဆိုပါရခင်ဗျပူပြီးပြည့်စုံသွားအောင်နဲ့လွှတ်စာနှစ်နီးလုံနီးလေးပါရှင်းပြပေးပါဦးနဲ့ EM ကိုအသုံးပြုဖို့လိုလားဆိုတော့လွှတ်စာကတော့ဗျာအဲဟိုတစ်ဘွားလွှတ်စာပေါ့ရောဘာတို့ကိုကိုတို့တောင်တရက်တို့ဒါပြောဆိုလို့ရှိရင်ကျွန်တော်တို့က၁၀ရက်နှစ်ခိုင်းတယ်၃ရက်၃ကမှွေ၃ရက်၃ရက်ကိုတစ်ခါမှွေနေတို့၃ကမှွေတဲ့လို့ဆိုလို့ရှိရင်၉ရက်ဖြစ်ပြီလေ ဆဲမြောင်းနေဆိုကျွန်တော်စထုတ်လို့ရပြီเนาะနောက်တစ်ခါဒီဟိုတက်မှလွှတ်တာတွေဆိုလို့ရှင်တော့ချိုးတို့ပြင်းကလေးတို့အင်ကငင်ပေါ့အစီပါတဲ့အပားတွေဆိုလို့ရှင်တော့45ရက်အနည်းဆုံးနှက်ခိုင်းတာ45ရက်နှက်ပြီးမှအစီတွေကုန်သွားပြီဆိုတော့မှကျွန်တော်တို့စိုက်လို့စလုပ်ခိုင်းတာအဲ့ဒီနှက်တဲ့အချိန်မှာထုံးတဲ့ရင်နဲ့ပဲနှမျိုးပဲနှက်တာထုံးကဘာကြောင့်ထဲတယ်ဆို pH ချိန်ခံကညှိဖို့ပဲထဲတာเนาะအဲ့လိုထဲတယ်နောက်တော့ EM အသုံးပြုနည်းဆိုတာက EM မှာကဟိုက micro တွေနဲ့ဖွဲ့စည်းထားတာလीเนาะ မိုက်ခရိုနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် EN ကိုကျွန်တော်တို့ကဒီနှက်ဆံမှာအသုံးပြုတာကဆွေးဆွေးမိမှုဖြစ်စဉ်မြန်ဆန်အောင်ပဲအသုံးပြုတာနော်ဆွေးမှုဖြစ်စဉ်မြန်ဆန်အောင်ပဲအသုံးပြုတာဖြစ်တဲ့အတွက်နှက်တဲ့အချိန်မှာထက်သုံးရင်အဲ့ဒါသဘောဝကြခုနစိုက်ထုတ်လောက်ခံဒီအချိန်ကျမှစိုက်ထုတ်ကိုကောင်းစေချင်လို့ EN ထည့်တယ်ဆိုလို့ရှိရင်စိုက်ထုတ်ကလောက်ပြီဆိုတော့ကျွန်တော်တို့ပေါင်းရတာလေနော်ပေါင်းထဲမှာ ယေရှုမက်သည်တရားဒီဂရီစင်ဒီဂရိတ်နဲ့ပေါင်းတာလေတရားဒီဂရီစင်ဒီဂရိတ်ကြာမှာယေရှုတာ哦အဲ့တော့မှကျွန်တော်တို့ကယေမှုတွေနဲ့ပြန်ပြီးတော့မှယူနွင့်ငွေနဲ့ကျွန်တော်တို့ပေါင်းတဲ့စနစ်သွားတာ哦အဲ့တော့အဲ့ဒီ EN မှာပါတဲ့ micro တွေဒီအဲ့ဒီတရားဒီဂရီစင်ဒီဂရိတ်ဆိုတဲ့အပူချိန်ကိုခံနိုင်မလားမခံနိုင်လားကျွန်တော်လည်းမသိဘူးနော်ဘာလို့ဆိုကျွန်တော်တို့လည်းအဲ့အဲ့လောက်အဲ့လောက်ကြီးတော့မသိဘူးဒါကြောင့်မလို့ကျွန်တော်တို့ကဖြစ်နိုင်ရည်ရှိတာဒီ EN ကိုသုံးမယ်ဆိုလို့ရှိရင်နှက်တဲ့ချိန်မှာသုံး ဘာလို့နှက်တဲ့ချိန်မှာသုံးတာလဲဆိုလို့ရှိရင်မှုသည်တဝဲတစ်ပြည့်အဆွေးကိုစားတာမှုသည်တဝဲတစ်ပြည့်အဆွေးကိုစားတာပြောတာမှုအစင်းနဲ့စားသုံးနိုင်အောင်ကျွန်တော်တို့ဆွေးမှုဖြစ်စဉ်မြန်ဆန်အောင်လုပ်ပေးရမယ့်ချိန်မှာအီယံကိုသုံးတာအဲ့ဒါသဘာဝကြတယ်နော်ခုနစိုက်ထုတ်ကောင်းဖို့အတွက်စိုက်ထုတ်ကောင်းဖို့အတွက်သူကစိုက်ထုတ်လောက်ခဏနေကြမှာအီယံကိုထည့်မယ်ဆိုလို့ရှိရင်ခုနပေါင်းတဲ့ချိန်ကြလို့ရှိရင်အဲ့ဒီအိုးတွေဒီအီယံနဲ့ပါဝင်တဲ့မိုက်ခရိုတွေဒီအသက်ရှင်သန်နိုင်မလားသူ့ရှိရဆွမ်းအားရနိုင်မလားမရနိုင်မလားအဲ့ဒါကျွန်တော်မသိဘူး အဲအဲ့လောက်အဲ့လောက်တော့မပြောတတ်ဘူးနော်ဆိုလိုချင်တာအဲ့လောက်တော့မသိဘူးအဲအဲ့တော့အီယံကိုသုံးမယ်ဆိုလို့ရှိရင်ဒီဘက်နှက်တဲ့ချိန်မှာသုံးခုနကတော့10ရက်ပဲနှက်နှက်ခုနက45ရက်ပဲနှက်နှက်အဲ့ဒီနှက်တဲ့ချိန်မှာသုံးအဲ့ဒါဆို12ရက်ဆွေးမျိုးမှုဖြစ်စဉ်ဖြစ်ပေါ်ဖို့အတွက်ကိုအီယံကထောက်ပံ့ပေးမယ်အဲဒါဆိုလို့ရှိရင်လက်ခံနိုင်တဲ့အတိုင်းဒါရှိတယ်နော် ခုနဒီဘက်ကအဲပေါင်းကန်ဒီအချိန်မှာထည့်ပြီးတော့ site လို့လုပ်တဲ့အချိန်မှာထည့်ပြီးသုံးတယ်ဆိုလို့ရှိရင်ခုန100ဒီဂရီစီလီဂရိတ်ဆိုတဲ့အပူချိန်ကြီးကိုဒီထဲမှာ micro တွေခံနိုင်မလားမခံနိုင်မလားအဲကျွန်တော်မသိဘူးเนาะဒါကြောင့်မလို့လုတ်တင်တာဒီကျွန်တော်အကြံဉာဏ်ပေးရရင်တော့ခုနနှက်တဲ့အချိန်မှာ EM ကိုသုံးမယ်အဲ့ဒါဆိုလက်ခံတယ်เนาะအဲ့ဒါဆိုလို့ရှိရင်တော့အဆင်ပြေနိုင်မဲ့အဲသုံးဆွဲတဲ့နီလန်တစ်ခုဖြစ်မှာပေါ့နော်ဆိုလိုချင်တာကလေအဲ့လိုပြောတာနော်မိုးကဘာဖြစ်လို့ဆိုတော့တွဲပြည့်အဆွေကိုစားတယ်ဒါကြောင့်မလို့ကျွန်တော်တို့အီယံကိုသုံးပြီးဆွေးမှုဖြစ်စဉ်များလောက်လုပ်ပေးတယ် โอเคအထုပ်ရှိရတထောင်စိုက်ကြည့်ပါတဲ့ဆယ်သိန်းမိုးလောက်ကုန်ပဲတဲ့6လ6လ9လ6လလောက်ထွက်မယ်6လကြာပြီဆယ်သိန်းပြန်မရဘူးရတာမသုံးစားပဲစုဆယ်သိန်းပြန်ရသူမရှိပါဘူးကျွန်တော်စနစ်ကငွေနဲ့မိုးစိုက်လို့တထုပ်ကိုတက်တန်းကိုအဲ့လိုမျိုးကာလာနဲ့မတော်ဘူးကျွန်တော်ကထွက်တဲ့အလေးချိန်နဲ့တွေ့တာဥမာဗျာစိုက်ထုပ်တထုပ်ကဒီ80သားရှိတယ်83ကလေ ရောင်းတယ်ဈေးဘွက်ထဲမှာအဲ့80 90သားရှိတဲ့တထုပ်ကိုတထောင်နဲ့ရောင်းတာအဲ့ဒီ90သားကြီးတော့ကျွန်တော်တို့ကတထုပ်ကိုဟို30သားဝင်းကျင်ပြန်ထွက်တယ်เนาะ20သားပဲထွက်တယ်ထားလိုက်20သားပဲထွက်တယ်ထားလိုက်เนาะ20သားထွက်တယ်ဆိုလို့ရှိရင်အထုပ်တထောင်ဖြစ်တော့ပိတ်တဲ့ချိန်200ရအဲ့ပိတ်တဲ့ချိန်200ကိုအခုလက်ရှိပေါက်သေး6000နဲ့မြောက်လိုက်12သိန်းဖြစ်တယ်เนาะ12သိန်းရ12သိန်းရမှာဆိုခုနကခင်ဗျား10သိန်းကုန်ထားတာဖြစ်တယ်2သိန်းမြတ် เนาะတသိန်းကိုရေကမီးကအဲအလုံသမားကနှုတ်လိုက် တသိန်းမြတ်မှုစိုက်တာကအဲ့လောက်ပဲမြတ်ပါလေအများကြီးမမြတ်ဘူးเนาะအများကြီးမြတ်ရှင်စိုက်တော့အများကြီးလောက်စိုက်တော့အများကြီးကိုသူများရှာမဝင်နဲ့ကိုယ့်ဘက်ကိုလောက်ကိုယ့်ဘက်ကိုလောက်ပြီးစိုက်အဲ့ဒါဆိုရင်အမြတ်ပိုတယ်เนาะအမြတ်ပိုတယ်ထားတော့အဲ့ဒါဆိုရင်20လေးကိုပဲကျွန်တော်ရှင်းပြကြတာအဲ့တော့အဲ့လိုမျိုးဟိုစိုက်ထုတ်ကကျွန်တော်တို့စိုက်ချန်တဲ့ကိုရောက်ပြီဆိုတော့ ਨੇ အပွင့်စထွက်ပြီးပရမောသုံးချိန်တပွင့်ပဲထွက်တော့နှစ်ပွင့်ထွက်အဲ့ဒါကို ိုက်တရစားပြီးအလေးချိန်ကိုမှတ်ရမှာနော်အဲစိုက်ချန်တွေရည်ပြီးတော့အပွင့်ထွက်သွားပြီဆိုတာနဲ့အလေးချိန်မှတ်လိုက်တော့အဲ့ဒီအလေးချိန်ကိုမှတ်ဈေးတဲ့ပို့ပြီးရတဲ့ပတ်စံရဲ့အလေးချိန်ရတဲ့ရတဲ့ပတ်စံနဲ့တွက်ပြီးအလေးချိန်ကိုမှတ်နေအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွက်ကြရမှားတယ်နော်စိုက်ထုတ်ကကျွန်တော်တို့ကစပွင့်ပြီးပွင့်ပြီဆိုတာနဲ့အရင်ဆုံးစပွင့်တဲ့ဟာကိုဆွန့်ချက်ပြီးတော့ဆွန့်ချက်ပြီးတော့ဖုံးချောင်းပွဲပို့ပို့ကိုယ့်ဘောက်ကိုယ်ပဲစားစားနောက်တော့ကိုယ့်ရဲ့ ခြံကိုအလဲလာတဲ့မိတ်ဆွေတွေကိုပေးတဲ့ဟာတွေတွေ့ရမယ်ကိုခြံတဲ့ရထွက်သမျှခြံစိုက်ခြံတဲ့ရအပြင်ကိုထွက်သမျှအပွင့်ရဲ့အလေးချိန်အားလုံးကိုမှတ်ထားလိုက်မှတ်ထားပြီးရတဲ့လက်ရှိပေါက်သေးနဲ့မြှောက်လိုက်အဲ့လိုတွေ့ရတယ်အဲ့တော့အာအပြင်ကိုပို့နေအပြင်ကိုပေးနေတဲ့ဟာတွေအလကားပေးနေတဲ့ဟာတွေကိုမတွက်ဖဲနဲ့ကျွန်တော်တို့ကဈေးတဲ့ပို့ပြီးတော့ရတဲ့ပတ်စံကိုပဲတွက်မယ်ဆိုရင်မရဘူးအဲ့ဒါအဲ့လိုတွက်လို့မရဘူးနော်အဲ့လိုတွက်လို့မရဘူးအဲ့တော့ အဲဆိုလိုချင်တာကဗျာစိုက်ထုတ်ကိုမြန်မြန်ဆန်ဆန်ပွင့်အောင်လုပ်မြန်မြန်ဆန်ဆန်ပွင့်အောင်လုပ်မြန်မြန်ဆန်ဆန်ပွင့်အောင်လုပ်ပြီးတော့အဲသူ့အကြိုက်သူ့သူ့ရဲ့သဘောသဘာဝလေးကိုသိအောင်လုပ်ပြီးလို့ရှိရင်သူ့အကြိုက်လိုက်ပြီးတော့မြန်မြန်ဆန်ဆန်အပွင့်တွေထွက်အောင်လုပ်အပွင့်တွေထွက်အောင်လုပ်ပြီးတဲ့မြန်မြန်ဆန်ဈေးကွက်ပို့လို့ခုနကျွန်တော်ပြောတဲ့ပိတ်တဲ့ချိန်လေးရကန်ပြီးဆိုအဲ့ထုတ်တွေစွန့်ပို့အတွက်စဉ်းစားနောက်ထုတ်တဲ့ငါတို့လဲရတော့မယ်အဲ့ဒါတလာတွဲလည်းဖြစ်မယ်နှစ်လာတွင်းလည်းဖြစ်ရင်ဖြစ်မယ်เนาะအဲ့လိုတွဲရတာပါဟုတ်ပြီလား เนาะအဲကျေးဇူးတင်ပါတယ်ဆောင်ကိုအမြင့်ပဲဘလောက်ဆိုထားရမလဲတဲ့ဥဝင်ရောအဆင်ပြေနိုင်လားမပြောပင်ချာမှာအဆောင်လုံးပြီးစိုက်ကြည့်မလားလို့ပါဥဝင်အဆင်ပြေမလားမြင့်အဆင်ပြေမလားဆိုတာကငွေနည်းမို့ကအေးပိုင်းမို့အေးပိုင်းမို့မျိုးတယ်မှာပါအဲ့တော့အေးအောင်ထားအေးအောင်ထားလို့ရှိရင်အဆင်ပြေတယ်မို့ထွက်တယ်ပေါ့နော် ုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒဏီမိုးမယ်ဘေးကိုထင်ရန်ကားမယ်နော်အဲ့တော့ဘေးမှာလဲကူကငပြောပင်နေရှားမှာလောက်မှာဖြစ်တဲ့တွေ့ငပြောပင်နေအေများတယ်ဆိုလို့ရှိရင်တော့လေကာပီးသားလည်းဖြစ်တယ်သူကအေးတယ်လည်းရရှိမယ်နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘေးကိုထင်ရန်အောင်ကားကြမလို့ပိတ်စိမ်းစသိုးလို့မလို့ရှိရင်ပိတ်နေစနှစ်ထပ်လောက်ကားလို့ရှိရင်အဆင်ပြေပြီနော်အဆင်ပြေတယ်ငပြောပင်နေဘေးနားမှာပိတ်နေတယ်ဆိုရင်ပြောတာနော်အဲတပင်တပင်နဲ့တော့မရဘူးအဲ့ဒါဆိုရင်တော့လေတွေဟိုဟာဖြစ်ကုန်နေနေထိုးမှာပေါ့နော် နေရောင်ကြီးတိုက်ရိုက်ကြလို့မရဘူးလေတားတိုက်လို့မရအောင်နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကစိုက်လို့ရမယ်အဲတားကြီးမြင့်စရာလည်းမလိုဥမာဆိုပါတော့ဗျာအထုပ်ဟိုဟိုကျိုးဆွဲရဲ့ဟိုထုတ်တန်းနေဒီကိုကျိုးဆွဲဆိုက်တဲ့ကျိုးဆွဲဆိုင်နီးစနစ်ကအေပုံစံစိုက်တဲ့စနစ်ကဆိုင်နီးစနစ်ကနှမျိုးရှိတာနော်ဆိုင်နီးစနစ်နှမျိုးရှိတယ်ဆိုလို့ရှိရင်ဟုတ်ပြီဘလိုနီးနဲ့ပဲဖြစ်ရအထုပ်15ထုပ်ပေါ့နော်တထုပ်နှစ်ထုပ်သုံးထုပ်လေးထုပ်ငါးထုပ်၆ထုပ်ခုနှစ်ထုပ်အဲ15ထုပ်15ထုပ်ရှိတန်းလိုက်ရင်၄ပေ၄ပေကိုဝင်ရင်ပေါ့နော်အောက်က အမြင့်နဲ့ဆိုလို့ရှိရင်အောက်ကဆင်အမြင့်နဲ့ဆို၄ဘီ၄ဘိုခွဲပြီးဝင်ကျင်ပေါ့အဲ့လောက်ဆိုလို့ရှိရင်ကျွန်တော်တို့အထုတ်15ဒုလောက်ရတယ်အထုတ်15ဒုလောက်ရပြီဟေ့ဆိုလို့ရှိရင်ကျွန်တော်တို့လူတစ်ယောက်ကခူးမဲ့လူသည်ကျွန်တော်တို့လက်ကလေးလက်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 လှမ်းပြီးတော့အလွယ်တကူကျွန်တော်တို့နဖူးလောက်ထိတဲ့အထုတ်အပေါ်ဆုံးအထုတ်စီကျွန်တော်တို့ရဲ့မျက်နှာအနေထားမျက်နှာနဲ့ကွက်တိတန်းနေထားဆိုကျွန်တော်တို့ကခူးလို့ရပြီလေနော်အဲ့လိုမျိုးခူးလို့ရတာ၄ဘီ၄ဘိုခွဲဝင်ကျင်ပေါ့အဲ့ဒါ15ဒု တန်းတယ်เนาะအဲ့တော့အဲကျိုးစစနစ်ဆိုလို့ရှိရင်ကျွန်တော်တို့က15ဒုတ်တန်းအဲတဒန်းမှာတတွဲမှာ15ဒုတ်ရှိတယ်အဲ့ဒါမျိုး10ဒွဲအထုပ်150เนาะအထုပ်150ဆိုလို့ရှိရင်တခန်းဖွဲ့เนาะအဲဒီ AA ပုံစံစနစ်မှာတော့သူက15ဒုတ်ဒီလိုမျိုးထပ်သွားတာပေါ့เนาะအဲအဲ့လိုစနစ်ကလေးရနေစိုက်ပါစိုက်လို့ရတယ်เนาะအဲ့တော့ငပြောပင်လေးလည်းရှိတယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ထပ်ပြီးကောင်းအောင်အကြံဉာဏ်ပေးရမယ်ဆိုလို့ရှိရင်တော့ဒါဘယ်ဒေသမှာစိုက်မှာလဲကျွန်တော်မသိဘူးဥပမာဆိုပါဆိုကျွန်တော်တို့ရန်ကုန်ဘက်မှာစိုက်မယ်မန္တလေးဘက်မှာစိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကခေါင်းတော်က ဒီအစာအုပ်စောက်တဲ့အချိန်မှာအောက်ကနေသဲ6လမတို့ခင်းရသဲ6လမတို့ခင်းပြီးအဲ့ထဲကိုကျွန်တော်တို့ကပူတဲ့အချိန်ကျရင်ရေထိုးထည့်ပေးထားမှာရေထိုးထည့်ပေးပြီးဆိုတာနဲ့အဲ့ရတော့မွာချာထွက်လာမွာချာထွက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ယုံထဲမှာအေးနေပြီဆိုလို့ရှိရင်ကျွန်တော်ကအထုပ်ကအပွင့်ရထွက်တယ်နော်အပွင့်ရထွက်တယ်အပေါ်ကရေကြီးပဲလောင်းနေမှအပွင့်ထွက်တာမဟုတ်ဘူးယုံထဲမှာအေးနေပြီမျိုးယုံထဲမှာမွာချာရှိနေတယ်ဆိုလို့ရှိရင်အဲဆိုတိုင်းစာရှိနေတယ်ဆိုလို့ရှိရင်သူကဒီအထုပ်တွေကအပွင့်ရထွက်ပေးတယ်နော်အချားပင်နေလိုမျိုးရေလောင်းဆက်ရတဲ့ အဲတိနံမျိုးမဟုတ်ဘူးလေမိုးကလေနော်ယုံထဲမှာအေးတဲ့ထိန်းနိုင်နေကျွန်တော်တို့အပွင့်ထွက်လေအပိုးကရေပိုက်ကြီးနဲ့လောင်းနေမှာမဟုတ်ဘူးနော်အဲအဲ့ဒါလေးသဘောပေါက်ဖို့လိုတယ်နော်အဲရေပိုက်နဲ့လောင်းနေမှာထွက်နေတဲ့ဟာမျိုးမဟုတ်ဘူးနော်ကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဝီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်